မင်္ဂလာပါခင်ဗျာကျွန်တော် MUC Training Center အနေနဲ့ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီတစ်ခေါက်ပြောပါပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ AutoCAD Drafter တွေ Drafting လုပ်တဲ့အခါမှာမဖြစ်မနေတည်ထားရမယ့် state ဘာအကြောင်းပြပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင် state ဘာကိုမလေ့လာခင်မှာဒီ customization အကြောင်းကျွန်တော်တို့ကတည်ထားဖို့လိုပါတယ် state တက်ဘာဆိုတာညာဘက်အောက်ဆုံးတော့မှာရှိတယ်ဘာတန်းတွေကိုကျွန်တော်တို့က state တက်ဘာတန်းလို့ခေါ်တယ် customization ဆိုတာကရှားတော့ state တက်ဘာရဲ့ညာဘက်အဆုံးဆုံးမှာရှိတဲ့အခွက်လေးကို customization လို့ခေါ်ပါတယ်ဒီ customization ကိုတစ်ချက် click ချလိုက်မယ်ဆိုလို့ရှင်ကိုလိုချင်တဲ့ကောင်တွေကိုအမှတ်ချစ်ချပြီးတော့ကျွန်တော်တို့က state တက်ဘာတန်းပေါ်မှာမတင်ပြီးလို့ရပါတယ်ဒီနေရာမှာဆိုလို့ရှင် chris ဆိုတဲ့ကောင်လေးကိုအမှတ်ချစ်ချထားတာဖြစ်တဲ့အတွက် chris ကကျွန်တော်တို့ရဲ့ state တက်ဘာပေါ်မှာလာပြီးတော့ပေါ်နေတယ် အကယ်၍ကိုကဒီ critical state ပါတယ်မှမမြင်ခြင်းဆိုလို့ရှင်တစ်ချက်ကလေးချပြီးတော့ပြန်ဖြုတ်ပေးလို့ရပါတယ် state ပါတယ်မှာအရင်ဆုံးပြောမယ့်အကြောင်းအရာကြတော့ dynamic input customization ကိုသွားတယ် dynamic input ဆိုတဲ့အကောင်လေးကိုအမှတ်ချက်ချထားတယ်ဒီနေရာမှာ dynamic input ကိုအမှတ်ချက်ချထားဖြစ်တဲ့အတွက် state ပါတယ်မှာဆိုလို့ရှင် dynamic input ဆိုတဲ့အကောင်လေးရောက်နေပြီကျွန်တော်တို့က AutoCAD ထဲမှာပုံနေဆွဲတဲ့အခါမှာ သူရဲ့ command window ကနေပြီးတော့ပဲလုပ်လုပ်ပါတယ် specify first point place point next point next point ကိုကအကယ်၍ဒီနေရာမှာသာ dynamic input ကိုသာဖွင့်ထားမယ်ဆိုလို့ရှိရင်ပုံနေဆွဲတဲ့အခါမှာသူရဲ့ cursor ပေးထားမှာဒီ specify next point လို့ပြီးလို့ရှိရင် degree တန်ဖိုးတွေ distance တန်ဖိုးတွေပါလာပြီးတော့ပေါ်နေတယ်ပေါ့အကယ်၍ကိုကဒီ cursor ပေးမှာလာပြီးတော့ပေါ်နေတာမှချရည်ဆိုလို့ရှိရင် dynamic input ဆိုတဲ့ account တွေကိုဖွင့်ထားပြီးလို့ရပါတယ်အားလုံးယူတယ် cross point ပြရတယ် miss point ပြရတယ်ကျွန်တော်တို့ရဲ့ကာစာပြေမှာဘာမှမပေါ်တော့နောက်ထပ်ပြောပါပေးမယ့်နှစ်ခုကတော့ကျွန်တော် auto mode နဲ့ polar tracking ဒီနှစ်ခုက drawing ဆွဲရနေရာမှာလည်းသုံးဝင်တယ်ဒီ auto mode ဆိုတာက line ဆွဲရနေရာမှာကိုက horizon တယ်ဘာမှမလို့ရှင် particle အဲ့တဲ့အတိုင်းလိုချင်တယ်ဆိုလို့ရှိရင် auto mode ကိုဖွင့်ပေးရတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော် auto mode ဆိုတဲ့အကောင်လေးရှိတယ်။အချက်ကလေးချလိုက်။ line ကိုယူတယ် first point ပြရတယ် next point ပြရတယ်ဒီနေရာမှာကျွန်တော်က auto mode ကိုဖွင့်ထားတာဖြစ်တဲ့အတွက် line တွေကအတဲအတိုင်းပဲဆွဲလို့ရတယ်ကဲဒီကွာ auto mode ကိုသာပိတ်ထားမယ်ဆိုလို့ရှိရင် line တွေကဆောင်းပြီးတော့ဆွဲလဲအဆင်ပြေတယ်နောက်ထပ်တစ်ခုကကြတော့ polar tracking ဒီ polar tracking ဆိုတာကကြတော့ line တွေကို degree တန်ဖိုးအကျနဲ့ဆောင်းပြီးတော့ဆွဲခြင်းတဲ့အခြေမျိုးမှာဆိုလို့ရှိရင် polar tracking ကိုသုံးပေးရတယ် polar tracking ကိုဖွင့်တယ် ဒီ polar tracking ရဲ့ဘေးမှာဆိုလို့ရှိရင်ညာလေးရှိတယ်။ကျွန်တော်အဲ့ဒီညာလေးကိုတစ်ချက် click ချလိုက်။ဒီနေရာမှာကိုစောင်းချင်တဲ့ degree demo ကိုလာပြီးတော့ရွေးပေးလို့ရတယ်။အကယ်ကိုက30 degree စောင်းမယ်ဆိုလို့ရှိရင်30ပေါင်တိုင်း30ပေါင်တိုင်းမှာသူကဘိုင်းအစိမ့်လေးတွေဖြားပေးပါလိမ့်မယ်။30 degree ကိုအမှတ်ချက်ချက်တယ်။ပြီးရင် line ကိုယူတယ်။ plus sign ပြတယ်။ဒီ0ကနေပြီးတော့30 degree ကောင်းတိုင်းမှာဘိုင်းစင်းလေးတွေပြပြီးတော့ line တွေဆွဲလို့ရပါတယ် ဒီနေရာမှာကိုက20ဒီဂရီစောင်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာတော့မရှိဘူးပေါ့နော်ဒီက tracking setting ဆိုတဲ့ကောင်လေးကိုတစ်ချက်ကလေးချပေးရမယ်ပြီးဒီနေရာမှာ view ဆိုတဲ့ကောင်လေးကိုတစ်ချက်ကလေးချပေးရမယ်ပို့ထည့်ချင်တဲ့ဒီဂရီတန်ကိုရိုက်ထည့်ပေးရပါမယ်မဆက်နှစ်ပြီး okay ဒီက down arrow လေးကိုတစ်ချက်ကလေးချလိုက်တဲ့အချိန်မှာမဆက်နှစ်ဆိုတဲ့ကောင်လေးပါကျွန်တော်ရောက်လာပါပြီမဆက်နှစ်ဒီဂရီပေါင်းတိုင်းပေါင်းတိုင်းမှာသူက red line လေးပြပေးပါလိမ့်မယ် မဆန်နေ44 66ဘာတခုဟာကြတော့ selection cycling state up ဘာတွေကနေပြီးတော့ selection cycling ဆိုတဲ့ကောင်လေးကိုဖွင့်ထားပေးလိုက်မယ်။ပြီးရင်ဒီညာလေးကိုကျွန်တော်ဆလတ်မှတ်တယ်။ဆလတ်မှတ်တဲ့နေရာမှာကျွန်တော်ရဲ့ pivot ဆဲမှာသူက object သုံးခုရှိတယ်။ cycle ရဲ့ rectangle ရဲ့ view line နဲ့ဆလတ်မှတ်လိုက်တယ်။ဒီနေရာမှာကျွန်တော်ရဲ့ pivot ဆဲမှာ object သုံးခုရှိတာဖြစ်တဲ့အတွက် lion slam မှာမလား bully lion slam မှာမလား cycle slam မှာမလားဆိုပြီးတော့ selection box လေးချလာတယ်ဒီကောင်ကကိုယ့်အတွက်အဆင်ပြေတယ်ဆိုလို့ရှင် selection cycling ဆိုတဲ့ကောင်လေးကိုဖွင့်ထားပေးလို့ရတယ်အကယ်၍ကိုယ့်အတွက်အဆင်မပြေဘူးဆိုလို့ရှင်နော် selection cycling ဆိုတဲ့ကောင်လေးကိုပေးထားပေးလိုက်မယ်ပြီးရင် slam မှတ်တယ်ဒီနေရာမှာ slam မှတ်တဲ့အခါမှာကိုယ်နောက်ဆုံးဆွဲခဲ့တဲ့ object ကိုပဲသူက slam မှတ်ပေးပါလိမ့်မယ်နောက်ထပ်တစ်ခုကကြတော့ line weight ။ဒီဟာ property တန်းမှာဆိုလို့ရှိရင်ဒီဟာလေးတစ်ခုခွဲထားပေးတယ်။သူ့ရဲ့ line weight ကိုကျွန်တော်အထူးအေးထားထားတယ်။ပြီးရင်ကျွန်တော်အဲ့ဒီ layer ကိုပဲ set current တင်ပြီးတော့ line နေဆွဲတယ်။ဒီနေရာမှာ line weight ကိုအထူးအေးထားထားပေမဲ့သူ့ရဲ့ line weight ကမပေါ်လာသေးဘူးဖြစ်နေ။ဆိုတော့ဒီ state bar ထဲမှာဆိုလို့ရှင် line weight ဆိုတဲ့ကောင်းလေးကိုတစ်ချက် click ချပေးရမယ်။ကိုဆွဲထားတဲ့ line weight လေးကိုလာပြီးဖြစ်ပါတယ်။တကယ်ကိုကဒီ state bar ထဲမှာ line weight ဆိုတဲ့ကောင်းလေးမရှိဘူးဆိုလို့ရှင် customization ကိုသွားမယ်။ language ဆိုတဲ့ကောင်လေးကိုကျွန်တော်အမှတ်ကြီးချထားပေးရပါမယ်။ဒီနေရာမှာ drawing နေဆွဲတဲ့အခါမှာကျွန်တော်တို့အဖြစ်များတတ်တဲ့ point နဲ့ဖန်လို့မရဘူးဆိုတဲ့ကိစ္စကိုပြပြချင်ပါတယ်။ state ဘာထဲမှာဆိုလို့ရှင် objectness ဆိုတဲ့ကောင်လေးရှိတယ်။သူ့ရဲ့ဘေးကများလေးကိုတစ်ချက်ကလစ်ချပြီးတော့ကျွန်တော်တို့ objectness setting နဲ့ကိုပေါ်ထားပေးလိုက်ပါမယ်။ဒီနေရာမှာကိုက logical point တွေကိုအမှန်ချင်းချထားပေးရမယ်။ စိုက်ကယ်ရဲ့ဆန္ဒဆိုတဲ့ကောင်လေးကိုကျွန်တော်အမှတ်ချက်ပြောထားပေးလိုက်ပါမယ်။ပြီးရင် okay ။ line ကိုယူတယ်။ line ရဲ့ first point ကိုကျွန်တော်ကဒီစိုက်ကယ်ရဲ့ဆန္ဒမှာပြချင်တာဘလို့မှပြလို့မရတော့။ဆိုတော့ကိုလိုချင်တဲ့ point တွေပေါ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ objectness setting ထဲမှာခလုံးကိုအမှတ်ချက်ချက်ထားပေးရပါမယ်။ဒီအပေါ်က objectness on sg ဆိုတဲ့ကောင်လေးကိုလည်းအမှတ်ချက်ချက်ထားပေးရမယ်။ဒီနေရာမှာဒါအမှတ်ချက်ဖြုတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ state ပါတဲ့က ဒီလိုမျိုး adjustment ဆိုတဲ့ကောင်းလေးရလဲပြေပါပါလိမ့်မယ်ဒီကောင်းတာ click ချပြီးတော့ဖွင့်ထားမယ်ဆိုလို့ရှင်ဒီလိုမျိုး adjustment on update ဆိုတဲ့ကောင်းလေးရလဲအမှတ်ချက်ချပြီးသားဖြစ်သွားပါလိမ့်မယ်ဒီဗီဒီယိုထဲမှာဆိုလို့ရှင် state bar နဲ့ပတ်သက်တဲ့အသုံးဝင်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်လည်း state bar နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ MUC page ကို like and follow လုပ်ပါပေးလို့ရပါတယ်ကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ